ကသတက်တော့မှကုမ္ပဏာကြီးကြောက်ကအမိတ်ပြီးတယ်တနက်တွေတန်ရခြင်းနဲ့အဲ့တော့တနက်တန်ရရင်ပြီးရောသူတို့နောက်ကနေဘယ်တော့မှမင်းတို့လူတက်ပါမရင်းကျင်ပါမိရှုပါတော့ထုတ်ပြောခြင်းမရှိဘူးဒါပေမဲ့ပြောတဲ့သဘောတရားအတူတူပဲတနက်ရောက်ပြန်လာခဲ့ဆိုလှုပ်ရှင်တာလှုပ်ဆိုတာနဲ့အတူတူပဲပေါ့နော်မင်းအောင်လိုက်တချုပ်ဖြစ်လာပြီးနောက်ပိုင်းမှာစစ်တီတွေကမျိုးသမီးနဲ့နေတဲ့အင်းတော်တွေစစ်တီတွေကကာလာကြာရှည်ဆိုတာအဲကိုမျိုးသမီးနဲ့မတွေ့ရတဲ့ခါကျတော့ဒါမျိုးကိစ္စတွေဖြစ်ကောင်းဖြစ်နိုင်တယ်နောက်တန်းမှာကြံခဲ့တဲ့ရဲမေတွေကလည်းလူသဘောတဘာဝရအဲ့ဒါနီးစပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ယောက်ျားမရှိတဲ့အချိန်မှာယောက်ျားနဲ့ကင်းကွာကြတဲ့အချိန်မှာဒါအင်တော်ကြီးဖောက်ပြန်မှုတွေဟဲ့လားဖောက်လဲဖောက်ပြန်မှုတွေဒါမျိုးပေါ့နော်စစ်တပ်ထဲမှာကြွက်ကိစ္စခေါ်ပေါ့ဒါမျိုးတွေအများကြီးဖြစ်တယ်အားလုံးပဲမင်္ဂလာပါကိုရှင်နဲ့ရှင်နဲ့ YouTube Channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရရှင်တမိကတော့ရှင်နဲ့မှာကျွန်တော်ကြိုဆိုလဲမှာခင်ဗျဟုတ်ကဲ့ပါရှင်ဒီနေ့မှာတော့အထူးစီစဉ်အနေနဲ့မျိုးဦးတော်လန်ရဲ့ကာလာမှာမိဘပြည်သူတွေအနေနဲ့တည်ထားပြီးဖြစ်တဲ့စီရီယံပိုးကြီးနေဦးကိုဖိတ်ခေါ်ထားပါရှင် ဘွေးနေဦးဟာဆိုရင်ပေါ့နော်ရခိုင်ပြည်နယ်မှာကာလာကြာမြဲစွာတာဝန်ထမ်းဆောင်ခဲ့ဖို့တဲ့သူတအုပ်လည်းဖြစ်ပါရဲ့ရှင်။ရှင်နန်းတို့ channel ကလည်းလူမျိုးဘာသာမခွဲခြားတဲ့လူအဖွဲ့အစည်းတရက်ပေါ်ပေါက်လာစေဖို့နဲ့အဖိနှိတ်ခံလူမျိုးတွေလူခွင့်ရေချိုးဖောက်ခံနေရမှုတွေကိုဖော်ထုတ်နေတဲ့ channel တစ်ခုဖြစ်ပြီးတော့1948ခုနှစ်ကုလသမဂ္ဂနိုင်ငံတကာလူခွင့်ရေကြော်ညာစာရန်အပိုက်19နှစ်အညီလောလောဆယ်စွာဖော်ထုတ်နေတဲ့ channel တစ်ခုဖြစ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်ဘိုးကြီးရေဒီနေ့မှာတော့ဗောနအကြမ်းဖက်စစ်ကောင်စီကရက်ဆက်ရုံမှောင်မှုတွေကိုဗောနဟိုပတ်သက်ပြီးတော့မေးခွန်းလေးတွေမေးချင်ပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်ဟုတ်မင်းအောင်လာရဲ့ဗောနအကျန်းဖက်စစ်တပ်အနေနဲ့2016 2019ရခိုင်ပြည်နယ်မှာလူမျိုးတုံးတက်ဖြတ်မှုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့အချိန်မှာဘိုးကြီးရဗောနရခိုင်ပြည်နယ်မှာဘလိုမျိုးတာဝန်တွေထမ်းဆောင်ခဲ့လဲဆိုတာကိုအာဗောနညီပါပြည်သူတွေသိအောင်ပြပြပေးပါလားရှင်ဟုတ်ကဲ့ဗျာအဲကျွန်တော်ကဗောနအခုလို့ဗောဘာဖြစ်လဲဆိုလို့ရှိရင် အဲကျွန်တော်တို့ရခိုင်ရေးလူဝန်ကြားရေးနဲ့ပတ်သက်ပြီးတော့အဲစိတ်ဝင်စားမှုရှိတယ်ပေါ့နော်စိတ်ဝင်စားမှုရှိတယ်ဆိုတော့ဘာလို့စိတ်ဝင်စားမှုရှိလဲဆိုလို့ရှိရင်ကျွန်တော်ဒီရခိုင်မှာကာလကြာမြင့်သွားတာဝန်ထမ်းဆောင်ခဲ့တယ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာဖြစ်လဲဆိုတော့လူဝန်ကြားရေးနဲ့လည်းထိတွေ့ဆက်ဆံခဲ့ရတယ်ရှိတယ်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ရခိုင်သားရေးနဲ့လည်းထိတွေ့ဆက်ဆံခဲ့ရရှိတယ်ပေါ့အဲ့တော့အဲ့ဒီနှစ်ခုကြားရဲကအဲကျွန်တော်တို့ဟဲ့လားအဲလူမျိုးရေးပြဿနာလေးတွေအဲပြီးလို့ရှိရင်နောက် ုပ်ချုပ်သူလူတန်းစားပေါ့နော်အဲ့အချိန်အဲ့ကအုပ်ချုပ်သူလူတန်းစားအစိုးရစစ်တပ်ရဲ့ဒါလူမျိုးတွေပေါ်မှာထားတဲ့တဘောဓာလေးတွေမူဝါဒလေးတွေပေါ့နော်လုတ်ပုံကင်ပုံလေးတွေအောက်ခြေဝန်းတန်းနေရဲ့အဲ့ဒီလူမျိုးတွေအပေါ်မှာထိတွေ့ပုံဆက်ဆံပုံလေးတွေပေါ့နော်အဲဒါမျိုးလေးတွေကိုကျွန်တော်အဲထင်းထင်းရှားရှားနဲ့ကောင်းကောင်းမွန်မွန်ဒါသိရတာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအဲဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ဆိုလို့ရှိရင်အဲဘာဖြစ်လဲဆိုတော့အချို့အရာကြတော့ကျွန်တော်တို့ဗုဒ္ဓဘာသာမှာကြတော့ကျွန်တော်တို့ကိုယ်ကိုယ်တဲ့ဘာသာမှာဆိုလို့ရှိရင်ဟဲ့လားကျွန်တော်တို့ဒီ ကောင်းတာလိုရင်ကောင်းတာဖြစ်မယ်မကောင်းတာလိုရင်မကောင်းတာဖြစ်မယ်ပေါ့နော်အဲ့တော့ချုပ်ဟာလေးကျွန်တော်ပြန်စဉ်းစားမိလို့ကျွန်တော်ဒီပူစည်းဆောင်မောင်တော်ဒေတာမှာတာဝန်ထမ်းဆောင်ခဲ့စဉ်အချိန်လုံးပါပေါ့နော်ရခိုင်ပြည်နယ်ပူစည်းဆောင်မောင်တော်ဒေတာမှာတာဝန်ထမ်းဆောင်ခဲ့စဉ်အချိန်ကအဲတချို့ကျွန်တော်တို့ရဲ့ဘာသာအယူဝါဒအစုံအမနဲ့မကိုက်ညီတာလေးပေါ့နော်အဲချုပ်ဟာလေးနည်းနည်းလေးဒါအဲလုံမကင်မရရှိခဲ့ပါတော့အဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လေအဲဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါ ဖွင့်ဟကျင်တာပေါ့ရင်ဖွင့်ကျင်တာလေးတွေရှိတယ်ပေါ့အဲ့တော့အခုမချင်တဲ့မေးတဲ့မေးခွန်းဖြေရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟလာ2016 2019ကဒါလူမျိုးလုံးတက်ပြတ်မှုဖြစ်စဉ်တွေဖြစ်နေတဲ့အချိန်တုန်းကကျွန်တော်ကရခိုင်ပြည်နယ်မှာတာဝန်ကျနေတယ်တာဝန်ကျတဲ့အတိုင်းသာဒီဘာလဲဆိုလို့ရှိရင်ကျွန်တော်ကဟောပေါ့နော်တထောက်ဘူကြီးတာဝန်ထမ်းဆောင်ခဲ့ရတယ်ပြီးရင်တော့ဒီဖြစ်စဉ်အပြီးထိဒါကျွန်တော်မနေရဘူးပေါ့နော်ရခိုင်ပြည်နယ်မှာတော့တာဝန်ကျတယ် အဲဒီဖြစ်စနေတော့ဒါတိုင်းအထီးတွေပသက်မှုတော့ကျွန်တော်တို့မရှိဘူးပေါ့မရှိပေမဲ့လို့ဒါအနီးနားပတ်ဝန်းကျင်ဖြစ်တဲ့အတွက်ကြောင့်မလို့အချို့အကြောင်းအရာတွေတော့ဒါကြားသိနေရတယ်ပေါ့နော်မြင်တော့မမြင်ရဘူးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဘူကြီးဒါဆိုပေါ့နော်ကျွန်တော်အနေနဲ့ပေါ့နော်ဒါကျွန်တော်တို့ကဒါဗားလဲဆိုတော့ကဒီကျွန်တော်တို့ရှာနေက1948ခုနှစ်ပေါ့နော်ဒီကုလသမဂ္ဂနိုင်ငံတကာလူခွင့်ရေးကြုံညာစာတမ်းအပိုက်စကုတ်နဲ့အညီပေါ့နော်ဒါကျွန်တော်လွတ်လပ်စွာပေါ့လွတ်လပ်စွာကျွန်တော်ဖော်ထုတ်သွားမယ်ဆိုတော့ဖော်ထုတ်သွားဖော်ထုတ်နေတဲ့ ရှာနယ်တစ်ခုဖြစ်ပါတယ်ဘိုးကြီးပေါ့နော်အဲ့တော့ဒီကျွန်တော်လက်ရှိနေပြီးတော့ကျွန်တော်တို့ပြောချင်တာပေါ့နော်လက်ရှိဆော့ဆော့ဘိုးကြီးပြောသွားတယ်ပေါ့နော်ဒီရိုဟင်ဂျာဆိုတဲ့အသုံးနှုံးလေးတစ်ခုကိုသုံးလုံးသွားတာကျွန်တော်တွေ့ရတယ်အဲ့တော့ဒီရိုဟင်ဂျာဆိုတာဒီကျွန်တော်လက်ရှိအနေထားနဲ့ကြည့်မယ်ဆိုလို့ရှိရင်အဲပေါ့နော်ဒီနိုင်ငံပေါ့ကျွန်တော်နိုင်ငံတကာကရိုဟင်ဂျာဆိုတဲ့နာမည်ကိုလက်ခံနေပေမဲ့လည်းကျွန်တော်ဒီမြန်မာနိုင်ငံဖြစ်မှာလူတချို့ပေါ့ဗျာဒီလူမျိုးရေးဘာသာရေးကိုအဲငိမ့်ချမ်းစွာအတူရှင်တွဲမထိုင်မနေထိုင်လို့တဲ့ ဒီအမြကံမျိုးရှစ်ပေါ့မြကံမျိုးရှစ်အလူတွေနိုင်ငံရေးသမားတွေကတော့မကြိုက်ကြောက်ဘူးဗျာဒါပေမဲ့ကျွန်တော်တို့ဒါပုံမှန်လို့ပြောကျွန်တော်တို့ဒါဘယ်လိုပြောလဲကိုနော်ဒီလူမျိုးရေးဘာသာရေးကိုမခွဲခြားတဲ့အဲတကယ်နိုင်ငံရေးသမားဆက်ဆက်ကြီးတရားတော့ဒါကျွန်တော်တို့ပြောရတာလို့ကြိုက်မှာပါပဲเนาะအဲ့တော့ဒီကျွန်တော်ပြောချင်တာကျွန်တော် DJ လက်ရှိမြန်မာနိုင်ငံရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ရိုဟင်ဂျာလူမျိုးတွေကိုမရှိဘူးလို့ဒီလက်ရှိပေါ်တော့ဒီလိုပြောနေခြင်းဟာအ အာကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ဆိုလို့ချင်းကျွန်တော်ဒီလူသားမျိုးနွယ်စုတွေပုံမှာအတ္တမပြုတ်ကျင့်တယ်လို့ဖြစ်နေတာပေါ့ဗျာလက်ရှိနေပြီအတ္တမပြုတ်ကျင့်တဲ့ပုံစံမျိုးဖြစ်နေတယ်အဲနောက်တစ်ခုကကြတော့ဒီလက်ရှိနေပြီးတော့သူတို့မှာဒီပေါ့ဗျာဒီလူမျိုးစုတစု ဖြစ်နိုင်လောက်တဲ့အမ်ဖြစ်နိုင်လောက်တဲ့အရေးရှင်းမျိုးတွေအဖြစ်နိုင်လောက်တဲ့ပေါ့ဗျာဒီဘာသာစကားတွေသူတို့စီမှာအများကြီးရှိတယ်ဗျာ ဥမာဆိုလာဟိုတယ်တော့လည်းကျွန်တော်ရှင်းပြခဲ့ပါတယ်ရိုဟင်ဂျာဘယ်သူလဲဘင်္ဂါလီဘယ်သူလဲဆိုတဲ့စာသားတွေပါဘုနော်နော်အဲဒီတော့ဥမာဒိုရိုဟင်ဂျာစကားနဲ့ဘင်္ဂါလီဘာသာစကားနဲ့မတူတာတွေကျွန်တော်တွေ့ရတယ်ဒီတော့နောက်တစ်ခုအကြတဲ့ကဒီရိုဟင်ဂျာတိုင်းရင်းသားဘာသာအစီအစဉ်ဆိုပြီးတော့ဒီဘုနော်ဒီမြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့အဲဘုနော်ဒီအုပ်ချုပ်ခဲ့အစိုးရအဆက်ဆက်ပေါ့ဗျာတုံးတုံးခဲ့တာလို့လည်းကျွန်တော်တွေ့ရတယ်ဗျာဥမာဒီဟိုတယ်နဲ့ပဲကျွန်တော်ကျွန်တော်ရှင်းပြခဲ့တဲ့ဒီ1961ကနေ1965ခုနှစ်ထိ ရိုဟင်ဂျာတိုင်းရင်းသားဘာသာအစည်းအဝေးဆိုပြီးတော့ဒီအသာလွှန့်ခွင့်မြန်မာကျောင်းနဲ့တန်ကြားကနေပြီးတော့အသာလွှန့်ခွင့်ပေးခဲ့တာကိုလည်းဒါကျွန်တော်တို့အဲကျွန်တော်ဟိုတနေ့တင်ပြခဲ့ပြီးဖြစ်ပါတယ်ကိုကြီးအဲ့တော့အခုလက်ရှိဒီကျွန်တော်ပြောချင်တာဗာလဲဆိုတော့ကလက်ရှိပေါ်တော့ဒီကျွန်တော်တို့မြန်ဒီမြန်မာနိုင်ငံရခိုင်ပြည်နယ်ထဲမှာနေတဲ့ရိုဟင်ဂျာလူမျိုးတွေဟာဒီမြေကမ်းမျိုးရှင်နိုင်ငံရေးသမားတွေနောက်ပြီးဒီမြေကမ်းမျိုးရှင်နိုင်ငံရေးသမားတွေရဲ့သွေးထိုးတာကိုမိုင်းမိနေတယ်ပေါ့ဗျာမိုင်းမိနေတဲ့ဒီရခိုင်လူမျိုးတချို့ပေါ့အမြအားလုံးတော့မဟုတ်ဘူးရခိုင်လူမျိုးအွှတ်သေးသေးလေးတွေပေါ့ အဲတနည်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဲဘုရားတို့ပေါ့ဘယ်လိုကုန်လဲဘယ်လိုပေါ့ဗျာဒီလူမျိုးရေးဘာသာရေးကိုအဓိကရောင်ဖြစ်စေခြင်းနဲ့အဲလူနေစုတစုစာပေါ့ဗျာဒီလူနေစုတွေကဒီလက်ရှိနေပြီးတော့ဘာဘာဖြစ်သွားလဲသူတို့တွေရဲ့ပြိုးဆိုဆက်ဆံနေတဲ့အတွက်ဒီကနေ့ရိုဟင်ဂျာလူမျိုးတွေကနိုင်ငံမဲ့ဖြစ်သွားတဲ့အပြင်မှာရခိုင်ပြည်နယ်နဲ့ဒီအိန်းနီးချင်းနိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်းထွက်ပြေးသွင်းဆောင်သွားတယ်တွေ့ရတယ်ဗျာ ဲ့တော့ဒါကနေပြီးတော့ဒီလူမျိုးရဲ့အရာခွေးချခဲ့တာပေါ့လေကေတာဆိုဟုတ်ပြီဒါဆိုဒီ2016 2019ပဲကျွန်တော်ပြန်ပြီးကြည့်ကြရအောင်ဒီ2016 2019မှာကျွန်တော်ဒီဒီစက်တက်ကနေပြီးတော့လူမျိုးတောင်တတ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်ဒီလူမျိုးတောင်တတ်ဖြတ်မှုတွေကျူးလွန်ခဲ့တဲ့အတွက်ပေါ့နော်ဒါကျွန်တော်စက်တန်ကောက်ဒီကျွန်တော်တို့ဒီကုလသမဂ္ဂအာလူခွေးရဲ့ဆိုင်ရာမဟာမင်းကြီးရောင်းရဲ့တရားဝင်ထုတ်ပြန်ချက်တည်းမှာ ဖော်ပြထားတာလေးကိုကျွန်တော်နည်းနည်းလောက်ပြောပြချင်တယ်ဗျ။ဥပမာဒီပေါ်တော့ဒီရိုဟင်ဂျာလူမျိုးတော့တပ်ဖြတ်မှုอ่ะပေါ့နော်။ဒီလက်ရှိနေပြီးတော့ဒီအာ2016ခုနှစ်အောက်တိုဘာလကနေ2018ခုနှစ်ဇန်နဝါရီလအထိဖြစ်ပွားခဲ့တယ်ဆိုပြီးတော့ပြောထားတယ်။ဒီကဒီစစ်တပ်ရဲ့ဖြိုခွင်းမှုကြောင့်ပေါ့နော်ဒုတိယအကြိမ်မှာအာဒီဒုတိယအကြိမ်တခါထပ်ဖြစ်တယ်နောက်တစ်ခုကြတဲ့ကဒီ2019အိုကောလာမှာတခါထပ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဖြစ်စဉ်တွေကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာဒီရိုဟင်ဂျာတွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံနိုင်ငံဖြစ်ဖြစ်သွားရတယ်ဒီကဒီဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိနေတဲ့ဒုက္ခသည်စခန်းဟာကမ္ဘာ အကြီးဆုံးဒုက္ခတွေစခန်းအဖြစ်စရင်ဝင်သွားတာလည်းကျွန်တော်တွေ့ရတယ်ဗျာဆိုတော့အဲ့တော့အခါကျတော့ကျွန်တော်အနေနဲ့ပြန်ကျွန်တော်အနေနဲ့ဘုံတော့နောက်ဒီပြောချင်တာပါလဲဆိုတဲ့အခါဒီလိုကျွန်တော်တို့ရဲ့ဒီရခိုင်မြန်မာနိုင်ငံရခိုင်ပြည်နယ်ထဲမှာမိတဲ့နေထိုင်နေကြတဲ့ဒီလိုလူတွေဟာဒီလက်ရှိနေပြီးတော့ဒီပေါ့ဗျာဒီစစ်တပ်ရဲ့ရုံမှမှုတွေဘုံတော့ဒီစစ်တပ်ရုံမှမှုတွေကြောင့်နောက်တစ်ခုဒီရခိုင်နိုင်ငံရဲ့တမမျိုးရှစ်ရခိုင်နိုင်ငံရဲ့ပေါ့ဗျာဒီရခိုင်မျိုးရှစ်ပေါ့ မြစ်ပြမျိုးရှိအမိကန်နိုင်ငံရေးသမအမိကန်သမတွေကြောင်းလဲသူတို့တွေဟာအာဘုနာဘလခုမလဲလူခွင့်ရဲ့အရာရှိုးပေါက်ခံထားတာလည်းအများကြီးကျွန်တော်တို့တွေ့ရတယ်ဆိုတော့ကကြတော့လက်ရှိနေပြီးတော့ဒီဘိုကြီးကလည်းဒီအာရခိုင်ပြည်နယ်မှာဒီတောင်ထန်းဆောင်ခဲ့တဲ့ဘုနာဒီလက်ရှိနေပြီးအရာရှိတယောက်လေးအရာရှိတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကျွန်တော်တို့ဒီရခိုင်နဲ့ရိုဟင်ဂျာတွေကြားမှာပေါ့နော်ဒီအဲဘယ်လိုမျိုးဖြစ်ဖြစ်နေဖြစ်ပေါ်ဘယ်လိုမျိုးအဖြစ်ဖြစ်နေရှိခဲ့လဲ ရှိကရှိကလေးဆိုတာရဲ့နောက်တစ်ခုကကြတော့ဒီဒီရိုဟင်ဂျာလူမျိုးစုတွေအနေနဲ့ပေါ့နော်အဲသူတို့ပြောဘယ်လိုမျိုးပေါ့နော်ဒီရင်ဆိုင်ကြောင်တွေ့ခဲ့ရတာမျိုးရှိလဲဒါမှမဟုတ်ရခိုင်နဲ့ရိုဟင်ဂျာနဲ့ဘယ်လိုမျိုးဖြစ်ခဲ့ကြတာမျိုးရှိလဲပေါ့နော်ဒါဒီဟာလေးအဖြစ်အပျက်မြေပြင်ရဲ့မြေပြင်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်လေးတွေပေါ့နော်အဲ့ဒါလေးကိုတစ်ချက်လောက်ဗိုလ်ကြီးနဲ့သုံးသပ်ပေးစေချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဒါဟုတ်အဲကျွန်တော်ကပေါ့နော်အဲ့ဒီမှာ2012ဖြစ်စင်ပေါ့2012ဒါအထီးကျုံးဖြစ်စင် အဲအများစုကတော့ဒါမြန်မာတပြည်လုံးကြည့်တာတော့ကလားရခိုင်အထီးကုန်းဖြစ်စဉ်လို့သိကြတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲနောက်စနစ်ဖြစ်စဉ်ပေါ့နောက်စနစ်ဖြစ်စဉ်မှာဆိုလို့ရှိရင်ဒါဘာမှမဟုတ်တဲ့ကိစ္စလေးတစ်ခုကနေစပြီးတော့ဒါဖြစ်ကြတယ်ပေါ့အဲအဲ့မှာဘာဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒါဒါမျိုးတွေက1800 sorry 1988တော့လဲဒါတစ်ခေါက်ဒါဖြစ်ခဲ့တယ်ပေါ့အဲဖြစ်ခဲ့တဲ့အချိန်မှာလဲဒါထောက်လိုင်းလက်ထက်ပေါ့အဲ့တော့ထောက်လိုင်းရဲ့ဒါငြိမ်ဝဲပြပြအောင်လုပ်နိုင်တဲ့အတွက်ကြောင့်ဒါပြဿနာမကြီးထွားခဲ့ဘူးပေါ့နောက်စနစ်မှာတကြောပြန်ပြန်ပြီးတော့ဖြစ်တာတဲ့ ဒါလည်းဆုံးတော့ဆရာပြောသလိုကျွန်တော်တို့ဟုတ်လားလူချင်းမြေကန်တို့အဲပြီးရင်နောက်တစ်ခုကဘာဖြစ်လဲဆိုလို့ရှိရင်နိုင်ငံရေးသမားအမိခံပေါ့နော်နိုင်ငံရေးသမားအမိခံဟုတ်လားလူချင်းနိုင်ငံရေးသမားအမိခံဒါတချို့ဖောက်လွဲဖောက်ပြန်သမားတွေရဲ့ဒါပျောကားအကြောင်းနော်တွေးထုတ်မှုကြောင့်ပေါ့ဒါပြောလို့ရတယ်ပေါ့တကယ်ကျတော့ဖြစ်ပွားခဲ့တဲ့ဥစ္စာကကျွန်တော်တို့ဟုတ်လားဟိုပြောရမလို့ရှိရင်အမမဖြစ်စလောက်ကိစ္စလေးပေါ့နော်မဖြစ်စလောက်ကိစ္စလေးအစာဖြစ်စားဖြစ်တယ်အဲဖြစ်တော့ကျွန်တော်တို့ဟလာစစ်တွေမှာကျွန်တော်တို့မီးဟုံတောက်တယ် စစ်တွေမှာမီးဝုံးတောက်တယ်ပြီးရင်ကျွန်တော်တို့ပေါက်တော့လို့ပေါ့နော်အဲပေါက်တော့လို့အဲ့ဒီဘချမ်းနေပေါ့အဲပြီးရင်တော့ကျွန်တော်တို့ဟာလာမောင်တော်ဘချမ်းတော့နည်းနည်းငိမ့်တာပေါ့အဲမောင်တော်ဘချမ်းတော့နည်းနည်းလေးငိမ့်တတ်တယ်ပေါ့သို့ပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီမှာရှိတဲ့ဟာလာအဲကျွန်တော်တို့မျိုးတိုင်းရင်းသားတွေအဲပြီးလို့ရှိရင်အာပေါ့ကျွန်တော်တို့အဲ့ဒါမရမာကြီးတွေပေါ့နော်အဲသူတို့ကအဲဘာဖြစ်လဲဆိုရင်တထိတ်ထိတ်နဲ့သူတို့နေကြရတယ်အဲတယောက်နဲ့တယောက်နဲ့လူမျိုးစုတစ်စုနဲ့စုနဲ့ကအရင်တော့ကလာရှိကြသူက ချစ်ကြည်ရင်းနှီးလက်တွဲနေထိုင်လာပြီးတော့ရောက်ဖအဲဒီဒီတိုင်းပေါ့နော်ခေါ်ပြောပြီးနေလာကြပြီးတော့ဒါပေမဲ့ဒီလိုပြဿနာမျိုးဖြစ်ပေါ်တဲ့အချိန်မှာတေဝါနဲ့တေဝါတယောက်နဲ့တယောက်ဒါယုံကြည်မှုတွေပြက်ပြားပြီးတော့ဟုတ်လားသူ့ရွာကင်းဆောင်ကိုယ့်ရွာကင်းဆောင်တချို့ဆိုရွာလုံးထွက်ပြေးလာရရှိတယ်အဲ့တော့2012တော့ဆိုလို့ရှိရင်ကျွန်တော်ကဘာပေါ့နော်အဲကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်နေဆက်တနေရာပေါ့နေဆက်စစ်ကန်တနေရာမှာကျွန်တော်တာဝန်ကျနေတယ်အဲ့အချိန်မှာကျွန်တော်စကန်နဲ့ဟိုဒါကျွန်တော်တို့အဲပြောရမလို့မျိုးတိုင်းရင်းသားတွေပေါ့နော်မျိုးတိုင်းရင်းသားတွေဒါအများကြီးပေါ့ အဲကျွန်တော်တို့လူ90လောက်ရှိနေမှာအဲဒုက္ခတဲ့အနေနဲ့ဝင်လာတယ်ကျွန်တော်ကလက်ခံပြီးတယ်အဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဒါတင်ပြရပြူရရကျွန်တော်မလုပ်ခဲ့ဘူးနော်အတင်ပြရတယ်အထောက်အတင်ပြရပြူရရမလုပ်ခဲ့ဘူးမလုပ်ခဲ့ဘူးလေကိုတက်နိုင်တယ်လို့လားထိမ့်သိမ့်ပြီးတယ်အကျွေးမွေးပြီးတယ်ပေါ့အဲ့ချိန်အဲ့ခါတော့ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီတိရစီဒါဘင်္ဂလီတွေကလားတွေဒီကလားတွေကဒိုးမြေမှာနေဒိုးရေကိုတောက်ပြီးတော့ဒါစော်ကားမော်ကားလုပ်တယ်ပေါ့အဲဒီပုံစံမျိုးကျွန်တော်တို့ဒါအတွေ့ရောက်ခဲ့ထင်ခဲ့တယ်ပေါ့အဲဒါမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ့တော့ educate မဖြစ်ခဲ့ဘူး အကျွေးမဖြစ်ဘူးကျွန်တော်စာမဖတ်ခဲ့ဘူးပြီးရင်နောက်တစ်ခုဘာဖြစ်လဲဆိုတော့ဒါအဲအဲ့တော့တက်မလို့ပေါ့နော်အဲစစ်တပ်ရဲ့ဒါတစ်ဖက်သက်ကျွန်တော်တို့ဒါအဲဝါရမိုင်းနေသွတ်သွင်းထားတာရှိတယ်အဲပြောရင်တို့ကဘယ်တော့မှအမှားကြီးကြည့်ပဲတွတ်သွင်းတာမဟုတ်ဘူးအမှားတဝအမှန်တဝရိုက်ထည်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ဟုတ်လားအမျိုးသားရေးမူဝါဒပေါ့အမျိုးသားရေးမူဝါဒနဲ့အတူသူတို့လိုချင်တဲ့အချက်ကလေးကိုဒါဆွဲထည့်လိုက်တဲ့အတွက်ကြောင့်မလို့ချို့ဟာကြလို့ရှိရင်ကျွန်တော်တို့ဒါစိတ်ထဲမှာရင်ထဲမှာဝင်သွားရရှိတယ်ပေါ့အဲ့တော့အဆိုပါဆိုကျွန်တော်တို့ဒီဟုတ်လား အမျိုးတိုင်းသားတွေကိုကျွန်တော်လက်ခံထားရရှိတယ်ပေါ့နော်အဲ့အချိန်မှာဒါစစ်တွေတို့ဘာလို့မှဖြစ်နေကြရပေါ့တော့မှမီးဝုန်းတောင်းနေပြီအဲ့ဒီအချိန်တန်းနေရာနေကျွန်တော်ပြန်ဆုတ်တယ်ပြန်ဆုတ်ပြီးတော့ဒါပေါ့တော့ဒါကျွန်တော်တို့ခြိတက်ရတယ်ပေါ့ပေါ့တော့ခြိတက်တော့ပေါ့တော့မှလည်းမြို့တော်ကနေပါတော့ကဒါပြာကျနေပြီအဲဒါပေမဲ့တကယ်ဖြစ်စဉ်ကိုပြန်ပြီးတော့ကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ဘာမှမဟုတ်တဲ့ပြဿနာတွေဒါပေမဲ့ဘာတွေဖြစ်သွားလဲဆိုတော့ရခိုင်တိုင်းရင်းသားနဲ့ဟဲ့လားအခုလက်ရှိရိုးရင်းညာပေါ့နော်ရိုးရင်းညာလူမျိုးတို့ကျွန်တော်ခေါ်အုံလုံးနေပြီဘာလို့ခေါ်အုံလုံးနေဆိုကျွန်တော်စာဖတ်တယ် ကျွန်တော်စာဖတ်ပြီနော်စာဖတ်တော့ကျွန်တော်သိရပြီမြင်ရပြီအဲ့တော့ကျွန်တော်ဒီအမှန်တရားကိုအမှန်တရားလိုက်လက်ခံပြီးရိုညာလို့ပဲခေါ်ဆိုလို့ရောမယ်သုံးလုံးတော့မယ်အဲ့လိုမခေါ်ဆိုမသုံးလုံးအမှန်တရားကိုလက်မခံဘူးဆိုရှင်မြန်မာနိုင်ငံအကြီးကျယ်ဒုက္ခရောက်သွားနိုင်တဲ့အနေအထားမျိုးရှိတယ်ဒါမျိုးကိုကျွန်တော်တို့ကမြင်တွေ့နေရပြီပေါ့နော်အဲ့တော့ဒီတိုင်းပဲကျွန်တော်တို့သုံးလုံးမယ်ပေါ့အဲ့တော့တဦးနဲ့တဦးနဲ့တစ်ဖက်နဲ့တစ်ဖက်နဲ့ကိုအပြန်လန်းဟလာပြီးပြိပခစိတ်တွေကယင်ထဲမှာကိန်းအောင်သွားကြပြီ အရင်တော့ကအလားအတူတူရောင်းဝယ်ဖောက်ကားသွားလာလောက်ကင်နေကြတဲ့လူတွေကတယောက်မျက်နှာတယောက်မမြင်ချင်းလောက်အောင်အခြေအနေတိဒါဖြစ်သွားကြပြီပေါ့နော်အဲဒီလိုအခြေအနေမျိုးတွေဒါတော့တိုင်းရင်းသားတွေဟလာကြုံတွေ့ခဲ့တဲ့ဒါသူတို့အချင်းချင်းကြားပေါ့နော်ဒါကြုံတွေ့ခဲ့တဲ့အခြေအနေပေါ့ဟုတ်ဟုတ်ကဲ့ပါခင်ဗျာဒါဆိုလို့ရှိရင်ပေါ့နော်နောက်မေခွန်းတစ်ခုပေါ့နော်နောက်ထပ်မေခွန်းလို့လည်းမဟုတ်ဘူးနော်ဒါဆွေးနွေးသုံးသပ်ကြည့်တာပေါ့နော်ဥမာဥပြာဒီကျွန်တော်တို့လက်ရှိနေပြီးတော့ဒီ အဲဘောနအစောစောဘူးပြတော့တယ်ဘောနဟိုမဒီဘင်္ဂါလီလို့ဟိုမတလူမတစ်ခုတစ်ခုဘောနတတ်မှတ်ခဲ့မယ်ဆိုလို့ရှိမလိုလားတဲ့ပြဿနာလေးဖြစ်လာနိုင်တယ်ဆိုတော့ဘာမျိုးလို့တည်းကျွန်တော်တွေ့ရတယ်အဲ့တော့အခုလက်ရှိကျွန်တော်တို့ပြန်ကြည့်လိုက်တဲ့အခါမှာအာစာအာစာကနေဒီလက်ရှိအကျန်းဖက်သဘောအာစာဟာကျွန်တော်တို့ဒီဘောနလစ်လာမှုအရာဆိုလို့ရှိရင်မင်းအွန်လိုင်းရဲ့ထောက်ပံ့မှုနဲ့ပေါ့ဗျာမင်းအွန်လိုင်းနဲ့ထောက်ပံ့မှုနဲ့အဲသူတို့ရက်တည်နေတဲ့အဖွဲ့အစည်းလို့ပြောလို့ရတယ်ဗျအဲ့ကဒီမင်းအွန်လိုင်းဆိုတဲ့ကောင်က အာသူကနေပြီးတော့ဗါလဲဆိုတော့ဒီပေါ့နော်ဒီအာစာကိုလက်သက်ငွေးထားတယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒါတခုဒါတပိုင်းပေါ့နော်ဒါကဒီတည်ရင်လုံးဝတိကျမှန်ကန်ပြီးသားတည်ရင်ဖြစ်တယ်ဘာကြောင့်ဆိုတော့ဟိုတစ်ခါတော့ကဒီပေါ့နော်လက်ရှိနေပြီးတော့ဒီအာဗိုလ်ချုပ်ထွန်းမြတ်နိုင်ကနေပြီးတော့ဒီသူတို့ဒီစက်တက်တွေကိုတင်းနေတဲ့ခါမှာဒီစက်တက်တွေမှာကြံခဲ့တဲ့ကွန်ပျူတာတွေစာရွက်စာတက်တွေမှတ်တမ်းအရာပေါ့နော် အဲလက်ခံရရှိတာကြောင့်လည်းဒီကျွန်တော်တို့ရဲ့ဒီလေးစားရတဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံကနေပြီးတော့ပြောအာဘောနဒီပြည်သူတွေရှာပြတ်ထားပြီးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကနေ့ပြောချင်တာဘာလဲဆိုတော့လက်ရှိနေပြီးတော့ဒီကျွန်တော်တို့ဒီရခိုင်လူမျိုးတွေကိုကျွန်တော်ဒီကနေ့သိစေချင်တာကဘာလဲဆိုတဲ့ကကြတော့ဒီရိုဟင်ဂျာလို့မသုံးနှုံးပဲနဲ့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ဖို့နေထိုင်နိုင်ဖို့နီလန်းကိုမရှာဘဲနဲ့မကြိုးစားဘဲနဲ့ဆိုလို့ရှိရင်တော့သေးကြတဲ့သူတို့အားလုံးဒီအာစာဖြစ်တော့ပါလိမ့်မယ် အဲ့တော့ဒီအာစာကလည်းပဲလက်ရှိနေပြီးတော့ဒီအာဥမဆလိုတာပြဒီလက်ရှိရခိုင်လူမျိုးကလည်းဒီရိုဟင်ဂျာတွေကိုအမြဲတမ်းနှိပ်ကွတာမျိုးအမြဲတမ်းနေပြီးတော့အဆိုကားလုံးဆိုကားတာမျိုးပေါ့ဗျာဥမတို့ဖိနှိပ်ချုပ်ရှည်တာမျိုးဖြစ်လာခဲ့လို့ရှိရင်ရိုဟင်ဂျာလူငယ်တွေရဲ့ယင်ထက်မှာစိတ်ဖိစီးမှုတွေ stress တွေများပြီးတော့ဘာဖြစ်လာမလဲဆိုတော့ကနောက်ဆုံးမှာဒီအာစာလူငယ်တွေဖြစ်သွားနိုင်တယ်ဒါဆိုအာစာလူငယ်တွေဖြစ်သွားပြီဟဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရခိုင်ပြည်နယ်ဟာ ဘလောက်ပဲတိုးတက်အောင်လုပ်နေပါစေကျွန်တော်တို့အသက်သွေးရွှေတွေပေးဆက်ပြီးတော့ဘလောက်ပဲတိုက်ခိုက်နေပါစေမငင်းချမ်းတဲ့ဘဝမျိုးကိုပြန်လေရောက်ရှိသွားမယ်ဆိုတဲ့အောင်ဒါကျွန်တော်နည်းနည်းတင်ပြချင်တယ်ပေါ့နော်ဟုတ်ပြီဘိုးကြီးဒါဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒီကနေ့နေပြီးတော့ဒီကျွန်တော်လက်ရှိနေပြီးတော့ဒီစုံစမ်းပေါ့နော်ကျွန်တော်လက်လာရသလောက်ဆိုလို့ရှိရင်1980ခုနှစ်ကတည်းကပဲဒီနေ့ရိုဟင်ဂျာတွေကိုနှိပ်ကွပ်လာခဲ့တာတွေ့ရတယ် ဆိုတော့ဒီ1980နောက်ပိုင်းမှာလည်းဒီဘာသာရေးအစွန်ရောက်မြစ်ကမ်းမျိုးရှိတဲ့သွေးထိုးလှုံ့ဆော်မှုတွေကြောင့်ပေါ့နော်လူမျိုးရဲ့ဘာသာရေးအဓိကရောင်းတွေဖြစ်လာတာဒီနေ့ဒီချိန်ဒီချိန်နေပါပဲဆိုးဆိုးပဲပုံကြည့်ပြောသွားတယ်2010နှစ်အထိပေါ့နော်အမ်ဖြစ်သွားတာတွေ့ရတယ်အဲ့တော့ဒီလက်ရှိနေပြီးတော့ဒီလိုမျိုးဟာဒီဒီဒီလိုမျိုးမျိုးပေါ့နော်ဒီတို့တို့ဒီ1988ခုနှစ်မှာငကမဲစစ်စင်ရဲ့နဲ့ဒီစစ်တပ်ကပေါ့နော်နှင်ထုတ်ခဲ့တယ်ဆိုတော့ဒီငကမဲစစ်စင်နှင်ထုတ်ခဲ့တဲ့အတွက်ဒီလက်ရှိနေပြီးတော့ဒီရိုဟင်ဂျာဒုက္ခသည်ပေါင်းဟာ 3320စုဘောနော်ထွက်ပြသွားရတယ်လို့ဒီလက်ရှိနေစစ်တမ်းမှာဖော်ပြထားတာတွေ့ရတယ်ဗျာအဲ့တော့ဒီ2018ခုနှစ်မှာလည်းဒီဇန်နဝါရီလမှာပြုတ်လုခဲ့တဲ့လက်လာမှုစစ်တမ်းတစ်ခုအရဆိုလို့ရှိရင်ဒီစစ်တပ်ကဒေသခံရခိုင်လူမျိုးနဲ့ရိုဟင်ဂျာလူမျိုးမိန်းကလေးတွေကိုပေါ့ဗျာအဲမိန်းကလေးငွေပေါင်း18000ကိုအောက်စုဖွဲ့မတိန်ကျင့်ခဲ့တယ်ဆိုပြီးတော့စစ်တမ်းတစ်ခုမှာဖော်ပြထားတာတွေ့ရတယ်ဗျာနောက်တစ်ခုကကျတော့ဒီလက်ရှိနေပြီးတော့ဗောနော်လက်ရှိနေအရှားသောဒီလိမ်ပိုင်းဆိုင်ရာတွေအကြမ်းဖက်မှုတွေကိုလည်းကျူးလွန်ခဲ့တယ်ဆိုပြီးတော့ဒီစစ်တပ်ကိုအမ် ပြောထားတာတွေ့ရတယ်ဗျအဲ့တော့အဲ့တော့ဘိုလ်ကြီးကအဲ့ဒီနေရာမှာအရာရှိတယောက်နေတဲ့တာဝန်ထမ်းဆောင်ခက်ဖူးတဲ့လူပေါ့နော်တာဝန်ထမ်းဆောင်ခက်ဖူးတဲ့အရာရှိတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဟာလေးတွေကိုဘယ်လိုမျိုးမြင်ပြက်ကြရလဲဗျအဲ့ဒါလေးကိုနည်းနည်းလောက်အကျဉ်းချုပ်ပြီးတော့ပေါ့နော်ပြောပြပေးစေချင်ပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဗျအဲထားပါတော့ကျွန်တော်2012ဖြစ်စဉ်နဲ့2016ဖြစ်စဉ်တွေကမတူဘူးပေါ့နော်ဟုတ်ကဲ့2012ဖြစ်စဉ်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ဟလာအဲကျွန်တော်တို့မတိတာထရိတ်ကိစ္စပေါ့နော်မတိတာထရိတ်ကိစ္စနဲ့စပြီးကျွန်တော်ပြဿနာတက်ကြတယ် အဲဆိုတော့ကျွန်တော်ပြောတယ်မဖြစ်စလောက်ဖြစ်စင်လေးဆိုတာဒါကကျွန်တော်ကကိုသားသမီးမခံရလို့ကိုနှမမခံရလို့မဖြစ်စလောက်ဖြစ်စင်လေးလို့ပြောတာမဟုတ်ဘူးဒီပြဿနာရဲ့ဈေးမြေကိုတကယ်တရားလိုက်ကြည့်မယ်ဆိုလို့ရှိရင်ဒီလိုပြဿနာမျိုးရခိုင်ပြည်နယ်မှာဟလာအဲတနစ်ကိုမရိမှုကောင်းကဘလောက်ဖြစ်ပွားလဲဆိုတာဒါဒါဆရာတို့အသိဆုံးပဲဒါနေလိမ့်မယ်ပြီးတော့နောက်တစ်ခုကဘာဖြစ်လဲဆိုလို့ရှိရင်အဲဒီပြဿနာရဲ့ဈေးမြေကိုပေါ့နော်2020ပြဿနာရဲ့ဈေးမြေကိုလိုက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါမရိမှုရေလို့လည်းပြောလို့လည်းမရပြန်ဘူး အဲ့တော့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဟုတ်လားအခွင့်အရေးချောင်းနေတယ်ဒါကျွန်တော်တို့နိုင်ငံရေးသမားတွေပေါ့နော်နိုင်ငံရေးသမားတွေပြီးရင်နောက်တစ်ခုကလက်ရှိပြောရမယ်ဆိုရင်လက်ရှိဒါကျွန်တော်တို့အဲစက္ကစပေါ့နော်စက္ကစစနစ်နဲ့ဒါလွတ်လိမ့်မယ်လို့မထင်ဘူးပေါ့စက္ကစစနစ်လည်းဒါအများကြီးပါနိုင်တယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်2010 2015ရွေးကောက်ပွဲနီးနေပြီရွေးကောက်ပွဲနီးနေပြတဲ့အတွက်ကြောင့်မလို့ဟုတ်လားဘလို့ပြည်ထောင်မျိုးတွေဖန်တီးရမယ်ဘလို့နေမြင်မငြိမ်မသက်မှုတွေလောက်ရမယ်ဘလို့လုံးဝဘလို့ရွေးကောက်ပွဲပြတ်မယ်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုတာတွေက တို့စီမှာ plan ရှိထားပြီးသားရှိထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ဒီပြဿနာဖြစ်စဉ်ကိုဟုတ်လားအဲဆောင်းကျွန်တော်ပြောလို့လဝါချင်းရိုက်ထားတယ်ဒါရခိုင်နိုင်ငံရေးမှာအချို့နဲ့ဒါပူပေါင်းပြီးတော့ဒါမိမွေးလိုက်တာဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဖြစ်ကောင်းဖြစ်နိုင်တယ်အဲဒါကိုကျွန်တော်ကဘာလို့ဒီလိုပြောရတယ်လဲဆိုလို့ရှိရင်ဘလို့သုံးသပ်လဲဆိုလို့ရှိရင်ဒါကျွန်တော်2015မှာဟုတ်လားဒေါ်စန်းစုကြည်ပေါ့နော်ဒေါ်စန်းစုကြည်အနေနဲ့ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါစုံစမ်းဆက်ဆီးဖို့ဘာညာသားကဆိုအဖွဲ့တွေပါအဖွဲ့တွေအချိန်မှာဒေါ်သန်းစုကြည်မလာခင်မှာစစ်တပ်ကနေပြီးတော့ချုပ်ကိစ္စလေးလှုပ်တာလေးရှိဒေါ်သန်းစုကြည်အပေါ်မှာရခိုင်အမျိုးသားတွေပေါ့နော်ရခိုင်သားတွေအမြင်မတော့အောင်ပေါ့အမြင်မတော့အောင်လှုပ်တာလေးရှိခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီအချက်ကိုကြည့်ပြီးတော့ကျွန်တော်သုံးသပ်တာပေါ့နော်ဒါဆက်ကဆက်ဆက်နဲ့လည်းဒါမလွတ်ဘူးဆိုတဲ့အလေးကိုကျွန်တော်ပြောချင်တာပေါ့2016ဖြစ်စဉ်ကြာကျွန်တော်အဲ့လိုမဟုတ်ပေါ့အဲဆောင်းတော်ဆရာပြောသလိုပဲကျွန်တော်တို့ဟုတ်လား ဖိနှိပ်ခဲရမှာများလာတဲ့ခါကျထွက်ပေါက်ရှာနေတယ်အဲဒါလူသဘောတဘာဝပေါ့နော်လူသဘောတဘာဝအဲ့တော့ကျွန်တော်တို့ဒီထောက်လျှောက်ဖိနှိပ်လာခဲ့တယ်ဘလို့ဖိနှိပ်လာလဲဆိုလို့ရှိရင်ဒါဆိုတာဆရာပြောလို့1980လောက်ကနေစပြီးဖိနှိပ်လာတယ်ဖိနှိပ်လာတယ်ဟလာထောက်လျှောက်ထောက်လျှောက်ဖိနှိပ်လာနာဆကနဲ့ဖိနှိပ်တယ်ဟလာအဲစစ်တပ်နဲ့ဖိနှိပ်တယ်နေရသောရင်းနဲ့ဖိနှိပ်တယ်ဒီနေဆက်ဒေသတွေမှာဖိနှိပ်လာတယ်ပြီးတော့နေဆက်ခြံစည်းကိုကားတယ်ဟလာပြီးရင်ဘာဖြစ်လဲဆိုကျွန်တော်တို့ကမျိုးဆက်20လောက်ကဟလာကလားတွေပင်ကလီတွေဆိုပြီးတော့ကျွန်တော်တို့စိတ်ထဲမှာဆွဲနေကြပြီအဲ့ဒါတွေကဘယ်လိုလောက်သွားရလဲဆိုလို့ရှိရင်ဒါကျွန်တော်တို့ ဟိုရှေ့ကအာနာရှင်အဆက်ဆက်လောက်တော့မနော်အဓိကတော့အာနာရှင်နေဝင်ပေါ့အာနာရှင်နေဝင်ရဲ့စိုးငွေတွေကျွန်တော်ကလက်ရှိခံစားနေရတာပေါ့ဘာလို့အဲ့ဓာတွေကိုအဲ့လိုလောက်သွားလဲဆိုတော့ဟာဒါဆရာလဲဒါတင်ပြထားတာကျွန်တော်တွေ့လိုက်ပါတယ်တိုင်းရင်းသားတွေဟဲ့လားဘယ်နှမျိုးရှိတယ်ဘယ်နှမျိုးပေါင်းပလိုက်တယ်ဘယ်နာမည်တွေဖြောက်ပလိုက်တယ်ပေါ့နော်ဒါမျိုးတွေရွေချက်ရှိရှိလုပ်ခဲ့တယ်အဲဒီကိစ္စတွေမှာဘာဖြစ်လဲဆိုလို့ရှိရင်เออကျွန်တော်တို့ကလာရခိုင်ပါနေတော့ဆိုလို့ရှိရင်ဒါသချင်းနေပိုင်းတော့ကြားပါရတယ်။အဲ့ဒါရခိုင်သားတွေဆက်ဆုပ်ထားခြင်းနေအောင်ကြီးဘလို့မှွေခဲ့လို့ရခိုင်ပြည်နယ်မှာပလားတွေများသွားတယ်ဆိုတဲ့အကြောင်းပေါ့နော်။အ ဒီနေ့ကျတော့အဲ့တော့ဗိုလ်မျိုးအောင်ကြီးဟဲ့လားဗိုလ်မျိုးအောင်ကြီးလို့ပြောဆိုတာဒါကာကွယ်ဥပဒေလုတ်ခဲ့တယ်ထင်ပါတယ်။ကာကွယ်ဝင်ကြီးကကာကွယ်ဥပဒေပေါ့နော်လုတ်ခဲ့တယ်ထင်ပါတယ်။နောက်လောက်ကဝင်ကြီးတွေဘာများလုတ်ခဲ့လာမသိထားတော့အဲ့ဒီမှာပြောမယ်ဆိုလို့ရှိရင်အဲ့ဒီအဖြစ်တွေကလုံးအောင်ကြီးကိုလွှဲချသွားတယ်။အောင်ကြီးလုတ်ခဲ့လို့ပဲအောင်ကြီးကရဝင်ကြလို့သုံးလုံးခဲ့တော့ကြောင့်မလို့အောင်ကြီးကပဲလုတ်တယ်။အောင်ကြီးကပဲသူတို့စီကပတ်ဆက်ယူပြီးတော့တွန်းတယ်။ဟဲ့လားအဲဒီဟဲ့လားကလားတွေကိုတွန်းတယ်။ဘာဖြစ်လဲညာဖြစ်လဲဆိုတဲ့ပုံစံမှာအောင်ကြီးကဒီသမိုင်းတရားခံဖြစ်သွားရှာတယ်။အဲဒါကျွန်တော်ဒီနောက်ပိုင်းလေးလာကြည့်တော့ပေါ့နော်။ ဟုတ်ကဲ့ဘူးအဲ့တော့ကျွန်တော်တို့ဒီဟလာဒီ2000စနစ်ဖြစ်စဉ်2016ဟလာ2000ခွင်ပေါ့နော်အဲ့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ဒါအကုန်လုံးကိုခြုံငုံပြီးတော့မြန်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒါတွေအကုန်လုံးစကားဆိုင်စနစ်တွေပေါ့နော်စကားဆိုင်စနစ်တွေ2016ဖြစ်စဉ်မှာတော့ဒါကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဖြီတော့ကြွတယ်ကြွတော့ညံ့နေကောင်ခံရတယ်ကျွန်တော်ကစစ်သားစကားပဲဒါပြောတာညံ့နေကောင်ခံရတယ်တစ်သက်လုံးကနေပြီးတော့ဟလာပတ်စံတောင်းပြီးတော့ဟလာပတ်စံယူပြီးတော့ဘလို့ကိစ္စမျိုးပဲဖြစ်ဖြစ်ဟလာလူကြိုက်စီကနေပြီးတော့ပတ်စံနီမျိုးစုံနေရအောင်ယူတယ် ရအောင်ယူပြီးတော့ဒါနေလာကြတဲ့ဝန်ထမ်းတွေပေါ့နော်အောက်ခြေဝန်ထမ်းတွေပေါ့အောက်ခြေဝန်ထမ်းတွေယူလဲဒါကျွန်တော်အပြစ်ပြောလို့မရဘူးဘာဖြစ်လဲဆိုလို့ရှိရင်လာသားနဲ့ရိတ်ခါလောက်မှလောက်ကမှုမှမရှိတာအဲတနေ့တစ်တနေ့နိုင်ငံတော်မှာစစ်သုံးစိတ်တွေစစ်ဘက်ချက်တွေဒါတက်တက်လာတယ်ကျွန်တော်တို့စစ်သည်တွေအလားနေကြသောရဲတပ်ဘက်ဝင်တွေမှာဘာမှရပိုင်ခွင့်မရှိခံစားပိုင်ခွင့်မရှိရိတ်ခါတောင်မှသာရိတ်ခါရိတ်ခါဆုံငွေစစ်စင်နေထွက်စေတော့ကျွန်တော်နတ်မနာရီမရှိဘူးပေါ့နော်မရှိတော့သူတို့လည်းလူသဘောတဘာဝအရဒါမျိုးတွေလက်ငွေယူတာမျိုးတွေဒါဖြစ်မှာပေါ့ဒါမြန်မာတပြည်လုံး လာနှစ်ပေါင်း60လောက်ဖြစ်နေခဲ့တဲ့ကိစ္စတွေပေါ့နော်အဲ့တော့အောက်ခြေဟလာစစ်တီတွေဝန်ထမ်းတွေလည်းအပြစ်ပြောလို့ကမရပြန်ဘူးအဲ့တော့ညံ့တဲ့ကောင်တော့ခံရပါပဲညံ့တဲ့အတွက်ကြောင့်မလို့ဘာဖြစ်လဲဆိုကြီးကဲမြေထာနာကျဝင်စည်းခံရတယ်ဝင်စည်းခံတော့တနက်တွေပါသွားတယ်တနက်တွေပါသွားတဲ့အချိန်မှာဘာဖြစ်လဲဆိုလို့ရှိရင်ဟလာအဲကျွန်တော်တို့ဒါကျွန်တော်တို့ကွန်မန်ဒါပေါ့နော်ကွန်မန်ဒါဆိုကွန်မန်ဒါကြီးကြီးတယောက်ကွန်မန်ဒါကြီးကြောက်ကအမိန်ပေးတယ်တနက်တွေပြန်ရခြင်းတယ်အဲတနက်တွေပြန်ရလို့ပြန်အဲ့တော့တနက်တန်ရရင်ပြီးရောဆိုလိုတဲ့ဘုံကအဲ့ဒါအစကစမှာက စက္ကစတက်တွန်းမှာကကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်စကားတစ်ခွန်းတော့ပြောလိုက်လို့ရှိရင်သုံးခွန်းတော့ကြုံမြင်ရတယ်။အဲသုံးခွန်းတော့ကြုံမြင်ရတယ်ပေါ့နော်။အဲ့ဒါမှလည်းဒါစက္ကစတက်တွန်းမှာအရာကြီးတယောက်ဖြစ်ကရက်တီလို့ရတာပေါ့။အဲ့တော့တနက်တွေပြန်လို့ခြင်းနဲ့အဲ့ဒါကျွန်တော်လှုပ်ချင်တာလှုပ်ဆိုတဲ့သဘောဒါဗဇက်ကနှုတ်ကထုတ်မပြောဘူးတမယ်ပဲ။ပြီးတော့စက္ကစမှာကဗာဖြစ်လဲဆိုလို့ရှိရင်ဟဲ့လားဟောပေါ့နော်။တာဝန်ယူမှုတာဝန်ခံမှုဆိုတာအရင်အားနေတယ်။ အရင်အားနေတယ်ဘလောက်ထိအားနေဆိုလို့ရှိရင်ကျွန်တော်တက်ချုံနဲ့ဒူးချုံအဆင့်တော့မှတယောက်နဲ့တယောက်နဲ့တာဝန်ခံရမှာလှည့်ပတ်ပြီးကြောက်နေလို့ပြီးခဲ့တဲ့ကျွန်တော်တို့အောင်စရဆက်စရေးမှာပြဿနာကြီးကျွန်တော်တက်ကြတာရှိတယ်ကျွန်တော်ဒါဟုတ်ဒါလုံးနဲ့တနေ့လောက်ကပေါ့နော် YouTube channel ပေါ့နော် YouTube channel တခုမှကျွန်တော် public မှာကျွန်တော်တင်ပြခဲ့ဘူးလေအဲ့တော့တာဝန်ယူမှုတာဝန်ခံမှုအားနေတဲ့အခါကျတော့ဘာဖြစ်လဲဆိုလို့ရှိရင်သူတို့နောက်ကနေဘယ်တော့မှမင်းတို့လူတက်ပါမရင်းကျင်ပါမိရှုပါတော့ထုတ်ပြောခြင်းမရှိဘူး ဒါပေမဲ့ပြောတဲ့သဘောတရားအတူတူပဲတနက်ရောက်ပြန်လာခဲ့ဆိုလှုပ်ချင်တာလှုပ်ဆိုတာ ਨੇ အတူတူပဲပေါ့နော်အဲ့တော့ဒီဖြစ်စဉ်တွေပေါ်မှာဟဲ့လားအဲဆုံးတော့ကျွန်တော်တို့ဟဲ့လားဆရာတင်ပြသွားတဲ့ဒါမရိမှုတွေပေါ့နော်မရိမှုတွေပြီးလို့ရှိရင် တခြားဟာတွေဖြစ်စဉ်ပေါ်မှာကျွန်တော်ကိုယ်တိုင်တော့ကြုံတွေ့ခဲ့တာမရှိဘူးဟဲ့လားကြားခဲ့ရလည်းမရှိဘူးဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်ဖြစ်နိုင်ကြီးများတယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ဘာလို့ဖြစ်ကောင်းဖြစ်နိုင်လဲဆိုလို့ရှိရင်ကျွန်တော်တို့အရင်တော့ဟဲ့လားအဲ့လားအာနာရှင်တန်းရှင်ပေါ့နော်အာနာရှင်ဦးတန်းရှင်လက်ထက်မှာဆိုလို့ရှိရင်ကျွန်တော်ဆက်စင်အဲတက်တည်းဆက်စင်ရင်ထွက်ရတဲ့ဟာမှာ ဒါဖလှဲ့ကြရရှိတယ်ဥမာ6လတစ်ကြိမ်လို့ဟဲ့လား6လနားလို့ဒါမျိုးတွေရှိတယ်ဒါမှမဟုတ်ဒီ main online မှာဟဲ့လား main online လက်ထက်မှာဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ main online တစ်ချုပ်ဖြစ်လာပြီးနောက်ပိုင်းမှာသူဒီတက်တွေကိုဗျမ်းပတာကင်တွေ့တယ်ဘလို့ကင်တွေ့လို့ရှိရင်ဒီတက်တွေကဘလောက်ကြာနေမှလည်းမသိဘလောက်စစ်ပန်းနေမှလည်းမသိဘူးအဲ့မှာဘာဖြစ်ကုန်လဲဆိုတော့တက်တွေမှာရှိတဲ့အိမ်တော်တွေဟဲ့လားအစ်စ်တီတွေကဒါဒီလိုကိစ္စမျိုးတွေပေါ့နော်အိမ်တော်တွေစစ်တီတွေကဒါမျိုးသမီးနဲ့နေရတဲ့အိမ်တော်တွေစစ်တီတွေကကာလာကြာရှည်ဆိုတာအဲကိုမျိုးသမီးနဲ့မတွေ့ရတဲ့ခါကျတော့ဒါမျိုးကိစ္စတွေဖြစ်ကောင်းဖြစ်နိုင်တယ် အဲ့လိုပဲနောက်တန်းမှာကြံခဲ့တဲ့ရဲမေတွေကလည်းလူသဘောတဘာဝရအဲ့ဒါနီးစက်တာဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ယောက်ျားမရှိတဲ့အချိန်မှာယောက်ျားနဲ့ခင်ကွာကြာတဲ့အချိန်မှာဒါအင်တော်ရေးဖောက်ပြန်မှုတွေဟဲ့လားဖောက်လဲဖောက်ပြန်မှုတွေဒါမျိုးပေါ့နော်စစ်တပ်ထဲမှာကြွက်ကိစ္စခေါ်တာပေါ့ဒါမျိုးတွေအများကြီးဖြစ်တယ်အဲအဲ့တော့ကျတော့ကျွန်တော်ဖြစ်နိုင်တယ်လို့ပေါ့နော်အဖြစ်နိုင်တယ်လို့ဒါကျွန်တော်သုံးသပ်တယ်ပြီးတော့ဒါကျွန်တော်တို့သိရှိထားတဲ့ဒါအခုဆရာပြောတဲ့ဒါစစ်တမ်းဆိုတာလေကျွန်တော်တို့ဟုတ်လားအခုလသမကနေပြီးတော့တရားဝင်ဒါတိတိကျကျတိတိပါပါထုတ်ပြန်ထားတဲ့စစ်တမ်းဖြစ်တဲ့အတွက်ကြောင့်မို့ဒါရအများကြီးဖြစ်နိုင်ပါတယ်